စန္ဒရှိတဲ့ပုဂ္ဂိုလ်မှာ မအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးဖြည့်စည်နိုင်တယ်ဟုတ်တယ်လေဘေးကြီးတာကစိတ်စန္ဒဂေါရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ ီပင်ကရာမြတ်စွာဘုရားကိုကြည်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချင်းဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူး ကိမ့်မေဣခိဏတေနေနပုရိတေနဓမ္မတတိနငါလိုစွမ်းဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတဦးတည်းနဲ့တဏှာပင်လေကြီးကိုဖြတ်ကူးလို့ဗာကျိုးရှိမလဲတဲ့သူကသူမေးပြီတပ္ပညုတံပါပုနေတောတန္တရိတံတတိကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့တပ္ပညုတံညာကြီးကိုရအောင်ယူပြီးတော့ ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမောစင်မအောင်မြင်နိုင်ဘူးအဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှင်အောင်ပါလဲ